မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်မာ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့နယ်ထဲမှာစစ်တပ်နဲ့အာရခတပ်တော်တို့အကြားနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေကြတယ်လို့ဒေသခံတွေနဲ့စစ်ရေးတရေမြစ်တွေကပြောပါတယ်အော်တိုဘာလ26ရက်နေ့လယ်ပိုင်းကလေးကစစ်တပ်ရဲ့ပါဒလိတ်ကျေးရွာအခြေဆိုင်ခမရ232နဲ့ခမရ344တပ်ရင်းတွေနဲ့ရွှေမင်းကန်ရီတပ်တို့ကနေပုံနှကျိုးမြို့နယ်ကကွန်းတောင် အန်တီကျေးရွာဘက်ကိုလက်နက်ကြီးဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အာရကတပ်တော်ကလည်းစစ်တပ်ရဲ့ဒါကာစာဌာနချုပ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းမြစ်တယောက်ကပြောပါတယ်အော်တိုဘလာ26ရက်နေ့ကကုနောင်ကျေးရွာကိုစစ်တပ်ကဒရုန်းနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ပေါ်နချိုးမြို့ကပရာဟိတာလုံနေတဲ့လူငယ်တယောက်သေဆုံးခဲ့ပါသေးတယ်။စစ်တွေမြို့အခြေဆိုင်စစ်တပ်ဟာစစ်တွေနဲ့ထိစပ်နေတဲ့ပေါ်နချိုးမြို့နယ်နဲ့ရေသိမ်းတောင်မြို့နယ်ကကျေးရွာတွေကို မကြာခဏတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့အရခတတော်ဘက်ကလည်းထုတ်ပြန်ထားပါတယ်။စစ်တပ်ကပုံနှကျွန်းပေါက်တော်နဲ့ရသေးတော်မျိုးနယ်တွေကစစ်တွေမျိုးနယ်နဲ့ထိစပ်နေတဲ့ခြေရွာတွေကိုအခုလိုပြစ်ခတ်တိုက်ခိုက်နေတာကြောင့်ခြေရွာပေါင်း30နဲ့အထက်ကတောင်းနဲ့ချီတဲ့ဒေသခံတွေဟာစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ စစ်ကောင်ဆောင်ကိုအာဆီယံအစည်းအဝေးတရားခွင်ဆက်ပိတ်ခဲ့သလိုမြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့ကိုယ်စလဲဆီလွတ်မဲမလွတ်ဘူးဆိုတာမဆုံးဖြတ်ပဲမှတ်သားထားတယ်လို့ပဲအစည်းအဝေးထုတ်ပြန်ချက်မှာဖော်ပြပါရယ်ထပ်အောင်သတင်းပေးပို့ထားပါရယ်ရှင်မလေးရှားနိုင်ငံခေါ်လာလန်ပူမြို့မှာမြန်မာရင်းနဲ့ပတ်သက်လို့အာဆီယံနိုင်ငံများရဲ့ဝန်ကြီးတွေအော်တိုဘာ25ရက်နေ့မှာအစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီးအော်တိုဘာ26ရက်နေ့မှာတော့အစည်းအဝေးထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါရယ် မြမရေးအတွက်ချမှတ်ထားတဲ့ပုံသဘောတူညီချက်9ရက်ကိုစစ်ကောင်စီဘက်ကအကောင့်ထဲပေါ်ဖို့ပြက်ကွက်ခဲ့တာကြောင့်အာဆီယံစည်းဝေးတွေကိုစစ်ကောင်ဆောင်တွေတက်ရောက်ခွင့်နဲ့ပတ်သက်ပြီးစပိတ်ထားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ဒါကြောင့်လက်ရှိအခြေအနေတိုင်းနိုင်ငံရေးအကူအစားပြုသူတွေပဲအစည်းအဝေးတက်ရောက်ရမှာဖြစ်ပါတယ်။ဒီအခြေအနေကစစ်ကောင်စီတို့အပြားပေါ်ဖြစ်စေလိမ့်မယ်လို့နိုင်ငံရေးလီလာသုံးသက်သူတို့ဖြစ်တဲ့ဒေါက်တာလာကျော်စောကပြောပါတယ်။အာဆီယံကဒါဆိုထပ်ပြီးဖြားပေးတဲ့သဘောပါပဲ။နော် အဲ့တော့ဟိုခင်းအတွက်ကတော့စကောင်စီအတွက်တော့အကျဉ်းချက်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့သူကဒီကောင်နဲ့ခလန်းချာထားတာအခုဟာခလန်းလို့မဟုတ်တော့ဘူးဖြစ်သွားတာ哦အဲ့တော့ဒီလူမလည်းမပြောဘူးဒီဝေခောက်ပွဲကိုအသိမှတ်ပြီးမယ်လို့လည်းမပြောဘူးဆိုတော့အဲစစ်ကောင်စီတက်တော့အဲတော်တော်အထင်သာပါတယ်အေရှန်ကတော့ကျေးဇူးတရားမှာပေါ့ဗျာတကြည့်ရတာအေရှန်ကဆက်ပြီးဖျားပေးနေတယ်ဖြစ်ပါလားအစည်းအဝေးမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေလူသားချင်းစာနာမှုအခြေအနေတွေပေါ်ဆွေးနွေးကြပါပြီ။ ရဲသားပြစ်မှတ်ထားတိုက်ခိုက်မှုတွေအကြမ်းဖက်မှုတွေကိုလည်းချုပ်ချခဲ့သလိုအရဲသားတွေရဲ့လုံခြုံရေးကိုအာမခံချက်ပေးဖို့နဲ့လူသားချင်းစာနာမှုကူညီတွေပေးဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ဒါပြင်ရွေးကောက်ပွဲစောင့်ကြည့်လေလာဖို့စစ်ကောင်စီဘက်ကအာဆီယံကိုဖိတ်ကြားထားပေမဲ့ကိုယ်စားလှယ်တွေဈေးလွတ်မယ်မလွတ်ဘူးဆိုတာကိုအာဆီယံနိုင်ငံဝန်ကြီးတွေအစည်းအဝေးထုတ်ပြန်ကြမှာတိတိကျကျမဖော်ပြထားပဲမှတ်သားထားတယ်လို့သာဖော်ပြထားပါတယ်။ ဒါကြောင့်ကိုယ်စလဲစီလွတ်မယ်မလွတ်ဘူးဆိုတာကိုသဘောတူညီချက်မရခဲ့ပဲတနင်္ဂနွေချင်းစီရဲ့သဘောထားတိုင်းသွားမဲ့သဘောရှိတယ်လို့နိုင်ငံရေးလှိလာသုံးသပ်သူတူဖြစ်တဲ့ဦးအောင်သူညိန်ကပြောပါတယ်ကျွန်တော်ထင်တယ်အာဆီယံတော့မတူတဲ့သဘောတွေကွဲသွားနိုင်တယ်ထင်တယ်ဘာလို့ဆိုတော့ငကူရဲဟိုကထိုင်းကသူထောက်ခံတယ်လို့ပြောပြီးသားရှိရနော်နောက်တစ်ခါကျတော့ဗီယက်နမ်လာအိုကမ်ဘောဒီးယားစသဖြင့်ဒီနိုင်ငံတွေကမြန်မာနဲ့နီးတယ်နီးတဲ့ခါကျတော့သူတို့တွေကတော့ individual ဘောနော်တသီးပုဂ္ဂလနိုင်ငံတစ်ခုချင်းအားသွားနိုင်တယ်။တော့ကြံတဲ့ပင်လယ်ပြင်အာဆီယံလို့ခေါ်တဲ့နိုင်ငံတွေပေါ့ဗျာဖိလစ်ပိုင်စင်ကာပူမလေးရှားအင်ဒိုနီးရှားပေါ့ဆိုတော့ဒါရီကတော့တမျိုးစဉ်းစားမယ်လို့ထင်တယ်။မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအော်တိုဘာ26ရက်နေ့ဒီနေ့ကွာလာလပူမှာကျင်းပတဲ့အာဆီယံထိပ်သီးစည်းဝေးဖွံ့ဖွဲမှာမြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဟာမြန်မာတွေပိုင်ဆိုင်မှုနဲ့မြမဥဆောင်မှုသာဖြစ်ရမယ်လို့ပြောကြားထားပါတယ် မြန်မာအနေနဲ့လာမယ့်နှစ်မှာအာဆီယံလက်ကျဥက္ကရာတာဝန်ယူရမှာဖြစ်ပေမဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ဖိလစ်ပိုင်နိုင်ငံကအစားထိုးတာဝန်ယူမှာလည်းဖြစ်ပါတယ်ကျွန်တော်ထပ်အောင်ပါ မကွေးတိုင်းစောမြို့မှာအော်တိုဘားလ21ရက်နေ့ကအသက်73နှစ်အရွယ်ကျောင်းသူတယောက်ကို PDF ရဲဘော်တယောက်ကအဓမ္မပြုကျင့်တပ်ဖြတ်အလောင်းဖြောက်ခဲ့တဲ့ဆိုတဲ့ဖြစ်စဉ်အတွက်ကျူးလွန်သူကိုတည်တယ်ပေးဖို့ဒေသခံတွေကမြို့ပေါ်လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။အော်တိုဘားလ26ရက်နေ့ကစောမြို့ပေါ်ကဒေသခံတွေစုပေါင်းပြီးပြစ်မှုကျူးလွန်ခဲ့သူကိုပြည်သူတွေရှေ့မှာချက်ချင်းတည်တယ်ပေးဖို့လှည့်လည်ဆန္ဒပြခဲ့ကြတာလို့ဒေသခံတွေကပြောပါတယ်။အသက်73နှစ်အရွယ်မိန်းကလေးက အခင်းဖြစ်ပြီး၃ရက်လောက်ကြာမှအပုံနဲ့ထွက်လာလို့ပတ်ဝန်းကျင်ကလူတွေလိုက်ရှာကြရင်စောမြို့ဘော်ကပြည်သူစေုံထဲကလူမနေတဲ့ဝန်ထမ်းအရာလိုင်းခန့်မှာအလောင်းပြန်တွေးခဲ့တာလို့အမည်မဖော်လိုသူဒေသခံတယောက်ကပြောပါတယ်။အဆိုပါအကြောင်းသူမလေးကိုအဓမ္မပြုကျင့်လူသက်အလောင်းဖျောက်ခဲ့သူဟာကန့်ကောခိုင် PDF တပ်ရင်းတစ်ခုကတပ်ဖွဲ့ဝင်ရဲဘော်တယောက်ဖြစ်တယ်လို့ဆိုကြပါတယ်။မိသားစုခြေလက်ရင်းနှီးသူတွေဖြစ်ကလက်ရှိမှာတော့သူ့ကိုတာဝန်ရှိသူတွေကဖမ်းဆီးဆစ်ဆင်နေပြီး သူကိုယ်တိုင်လည်းအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဝန်ခံထားတယ်လို့ဒေါ်လာရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတယောက်က GBP ကိုပြောပါရတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဂန်ကောခရိုင် PDF တပ်ယူနေတဲ့ဘက်ကသတင်းတစုံတရာထုတ်ပြန်လာတာမရှိသေးတဲ့အပြင်စောမြွတ်နယ်ပကဖတာဝန်ခံနဲ့စောမြွတ်နယ်ထဲကဒေါ်လာရေးအဖွဲ့တွေစီ GBP ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းလိုက်ခက်ခဲကြောင်းဆက်သွယ်လို့မရသေးပါဘူးရှင်။ ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆမ်မကျေးဇူးတင်ပါတယ်ရှင်